မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ visual storytelling အတွက်တည်ထားတဲ့အချက်ကလေးတွေကိုမျှဝေပါမယ်ဗျဆိုတော့ကျွန်တော်ဒီနေ့မှာတော့ဒါ visual storytelling အကြောင်းပြောကြမယ်ပေါ့နော်ဒါ storytelling အကြောင်းအောင်လဲပြန်ပြီးတော့အာပြန်ပြီးတော့ဒီပြန်ပြောရရင်ကျွန်တော်တို့ storytelling ဆိုတာလူသမိုင်းတစ်ချောင်းမှာအရေးပါတဲ့အခန်းကဏ္ဍကနေပြီးတော့ကျွန်တော်တို့ကပါဝင်နေတယ်ပေါ့နော်ကျွန်တော်တို့ကဒီ storytelling ကြောင်းမို့လို့ပဲကျွန်တော်လူသားတွေကတခြားဒီသတ္တဝါတွေထပ်ပို့ပြီးတော့အဲ့လိုမျိုးပေါ့နော်ဒီဟို dominate ဖြစ်တာပေါ့နော်ဒီအဲ့လိုမျိုးပေါ့နော်ဒီအဲ့လိုမျိုးဒီကဘာပေါ်မှာကြီးဆိုးတဲ့ level ကိုရောက်လာတယ်လို့လည်းပြောလို့ရတယ်ဒါကျွန်တော်တို့ကတခြားသတ္တဝါတွေနဲ့ရှင်အရန်ကြီးပို့ထူးနေတဲ့သတ္တဝါမျိုးတော့လည်းမဟုတ်ဘူးဥမာဖြစ်ဆိုရင်ကျွန်တော်တို့မှအားနည်းချက်တွေတောင်ရှိတယ်ဥမာဖြစ်ဆိုရင်ကျွန်တော်တို့ကဒီဒီအိမ်နေမရှိဘူးဆိုရင်ကျွန်တော်တို့ကမိုးရွာတဲ့နေမယ်ဆိုရင်ကျွန်တော်တို့တောထဲမှာနေရမယ်ဆိုရင်ကျွန်တော်တို့ ူသားတွေအနေနဲ့ဆိုရင်အခုချိန်ဆိုရင်မိုးဒန်လေတန်တွေမခံနိုင်တော့ဘူးဒါတခြားတောထဲမှာနေတဲ့မြောက်တို့တမင်တို့အကုန်လုံးကမိုးဒန်လေတန်မှာအေးဆေးနေနိုင်ကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ကျွန်တော်တို့ကဒါ single ပြောင်းလဲမှုမှာဒါ story telling ကလည်းအရေးပါတယ်တပိုင်းကရှိတယ်အဲ့ story telling ကနေမှကျွန်တော်တို့ကဘယ်ဟာတွေကတော့ဘယ်လိုတွေရှိတယ်ဘယ်အသီးစားရင်တော့ အန္တရာယ်ရှိတယ်ဆိုတာမျိုးလေးတွေကိုအချင်းချင်းပြန်ပြီးတော့ပြောကြရင်မျှဝေကြရင်လည်းကျွန်တော်တို့ကသင်ယူခဲ့ကြရတာကိုအဲ့လိုပုံစံနဲ့ကျွန်တော်တို့ကအစင်းစင်ဖြတ်တန်းလာခဲ့ရတာမျိုးကျွန်တော်တို့က story telling အရေးပါတယ်လူသားသမိုင်းမှာတော့ဒါပထမအဆုံးနေရာနဲ့ကတော့ဒီပြောစကားအရင်ဆပြီးတော့ပေါ်ထွက်လာတယ်လို့ဒါသမိုင်းပညာရှင်တွေကပြောတယ်ပေါ့နော်ဒါလူဒါမနှုတ်သားပေးတာပညာရှင်တွေကဒါပြောစကားပေါ်တယ်ပြောစကားပြီးတော့မှကျွန်တော်တို့ကဒီ visual storytelling လို့ခေါ်တဲ့ ဒီအကြောင်းဟိုဒီအဲ့ဒီပညာရက်စပေါ်တယ်ပေါ့နော်ကျွန်တော်ဒီကြောက်ကူလေးထဲမှာအင်ဒိုနီးရှားတို့အဲ့လိုမျိုးတခြားနိုင်ငံကြောက်ကူလေးထဲမှာနှစ်ဟိုတောင်းကနန်းလောက်ကအဲ့လိုမျိုးဒီပကြီးနိုင်ငံဆေးပကြီးတွေကြောက်ခက်ကပကြီးတွေတွေ့ခဲ့ရတာမျိုးဆိုတာဒါ visual storytelling ရဲ့အစလို့ပြောလို့ရတယ်နောက်မှဒါဘာသာဗေဒမှာမှဒီလူစကားပြောတဲ့ဟာအောင်မှအရေးကကျွန်တော် visual storytelling ပြီးမှပေါ်တယ်လို့ ဒါမနုဿာဖေးတာပညာရက်တရားတော့အဲ့လိုပြောကြရပါဘောနော်ဆိုတော့ထားပါတော့ကျွန်တော်တို့ကခုလက်ရှိတော့ visual storytelling ပြောမယ် visual storytelling ကခုလက်ရှိကျွန်တော်ပြောမယ်အပိုင်းကတော့ဒါဓပုံငါနေချင်းကတဲ့အပိုင်းမှာဒါပေမဲ့ဒီခါကသဘောတရားတူတူပါပဲဓပုံနဲ့မဟုတ်ဘူးကျွန်တော်တို့က filmmaker တွေ documentary သမားတွေပကြီးသမားတွေစတဲ့သူတွေလဲဒါကိုးကားလို့ရတဲ့အပိုင်းတွေပါโอเคကျွန်တော်စပြောအောင် ပထမဦးဆုံးအနေနဲ့ visual storytelling မှာအရေးကြီးဆုံးနံပါတ်အချက်ကအဖွင့်ကလူတွေကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြမျိုးနဲ့ဖွင့်ဖို့အရန်အရေးကြီးတယ်။ဒါကလုံးဝနံပါတ်၁အရေးကြီးတဲ့အချက်ပါ။ကျွန်တော်တို့ကဒီနေ့ခင်မှာဆိုရင်ဒါ social media တွေတအားထွန်းကားတယ်။ကျွန်တော်တို့ကဖုန်းနေနဲ့ internet ရတယ်။သတင်းချက်လက်ဆိုတာအရင်လိုဒါမနက်မိုးလင်းဒါဟိုလမ်းတောင်းကလပေးဆိုင်ကသတင်းစာဆိုင်မှာသွားဝယ်ရတဲ့ ခင်မျိုးမဟုတ်တော့ဘူးသတင်းတွေကကိုဖုန်းထဲကိုအင်တာနက်ကနေပြီးတော့မိုးလင်းတာနဲ့ရောက်လာနေပြီပေါ့နော်ဖြန့်လိုက်တာနဲ့အခုမြင်နေရတယ်ကျွန်တော်တို့ကဒီမှာဒါဆိုရင်ဒါ Instagram တို့ Facebook တို့ TikTok တို့အများကြီးပဲပေါ့နော်ဆိုတော့လူသားတွေကဒီဒီတန်နဲ့ချီတဲ့ဒီသတင်းချက်လက်နေနေစဉ်ရနေတဲ့အချိန်မှာသူတို့ရဲ့အာယုံစူးစိုက်မှုကတဖြည်းဖြည်းနဲ့ညော့နေလာတယ်ပေါ့နော်ဒီမီဒီယာတွေဘောင်းဆောင်ကနေသူတို့အာယုံတွေကိုအမျိုးမျိုးဖန်ဆားနေတာဆိုတော့ဆိုတော့ကျွန်တော်တို့ရဲ့ story က ဒီလူတွေကိုပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့အဖွင့်ပုံတွေအဖွင့်ရုပ်ကတ်တွေကဆက်ကတ်မိုင်းလောက်ကြီးလိုက်တာနဲ့ဆက်ပြီးကြီးခြင်းလောက်အောင်ဟိုဆွဲဆောင်နိုင်တဲ့ကတ်မျိုးတွေပုံမျိုးတွေအပြတွေဖြစ်နေမှာကျွန်တော်တို့ကဒီလူတွေကဆက်ကြည့်နေမှာဖြစ်တယ်ကျွန်တော်တို့ကဒီဟာတွေကအစမှသာတမယိုးကြပုံနေနဲ့အဲ့လိုမျိုးပေါ့နော်ဆထားမယ်ဆိုရင်လူတွေကကြော်သွားမှာပဲအများသောအဖြစ်တမယိုးကြပုံဆိုတာအဖြစ်ပြက်တစ်ခုကိုကျွန်တော်တို့ကတင်ဆက်ဓာတ်ပုံနဲ့တင်ဆက်တဲ့ခါကျရင် အများစုသုံးတာက ဒီ chronological လို့ခေါ်တဲ့ဖြစ်စဉ်ရဲ့ဒီအချိန်လိုက်ဖြစ်ပျက်တဲ့ဟာမျိုးကနေစသီးတာမှားတယ်လို့ကျွန်တော်အများသောအဖြစ်ပြောလို့ရတယ်ဖြစ်စဉ်ဥပမာဖြစ်ဆိုရင်ကျွန်တော်အရင်လည်းပြောနေကြပါကျွန်တော်တို့ကကျွန်တော်အเจ้าကိုဓာတ်ပုံရိုက်မယ်ဆိုရင်ကျွန်တော်မနက်မိုးလင်းတာသွားတိုက်တာကနေစပြီးတော့မျက်နှာတက်တဲ့ပုံနဲ့စပြီးတော့အဲ့ဒီဓာတ်ပုံစတိုရီပြပြီဆိုရင်အဲ့ဒီဓာတ်ပုံစတိုရီဘယ်သူမှကြည့်မှာမဟုတ်ဘူးတဲ့ဥပမာစဉ်းစားကြည့်လိုက်ကျွန်တော်ဖုန်းထဲမှာဒီကျွန်တော်အเจ้าဓာတ်ပုံစတိုရီဆိုပြီးတော့ ပြတဲ့အချိန်မှာဒီအဲ့လိုမျိုးပေါ့နော်ဒီမနက်မျက်နှာတဲ့သွားတိုက်နေရမျိုးပဲဖြစ်ဖြစ်အိရာတွေကနေပြီးတော့ကျွန်တော်ဒီဟိုမထခင်အဲ့လိုအလန်းကိုလှမ်းပြီးတော့ပိတ်နေတာမျိုးပုံမျိုးဆိုဘယ်သူမှကြည့်မှာမဟုတ်ဘူးကြော်သွားလိမ့်မယ်ဒါကျွန်တော်ရဲ့ထူးခြားတဲ့အပိုင်းကိုဒါပြောနိုင်တဲ့သူပြောနိုင်တဲ့ပုံမျိုးဖြစ်မှလာဒီလူတွေကကြည့်မှာဆိုလိုတာဒီစောစောပြောတဲ့အတိုင်းပဲဒီအချိန် chronological timeline အတိုင်းကြီးဖြစ်နေစရာမလိုဘူး ဒါကျွန်တော်အကြောင်းပြောမယ်ဆိုရင် maybe ခုချိန်ဒီနားလောက်ကနေဓာတ်ပုံဆရာတယောက်ကရိုက်မယ်ဆိုရင်ဒါစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမျိုးဖြစ်ကောင်းဖြစ်နိုင်မယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီမှာဒါဒီ vlog ရိုက်ဖို့အတွက်မီးရှိတယ်။ဒီမှာ camera tripod နဲ့ထောင်ထားတယ်။ဒီမှာနောက်ကကွန်ပျူတာနှလုံးလည်းရှိတယ်။နောက်ဒီနားမှာ guitar လည်းရှိတယ်။ဒါဒီနားမှာဒီခုရိုက်လိုက်မဲ့ပုံကကျွန်တော် character ကျွန်တော်ရဲ့ဒါဝါသနာကျွန်တော်ရဲ့ ဒါဒါပုံစံကိုအပြည့်စုံဆုံးပြောပြနိုင်တဲ့ပုံမျိုးဖြစ်လိမ့်မယ်ဒီပုံနဲ့သာဆမယ်ဆိုရင်လူတွေကစိတ်ဝင်စားပြီးကြည့်ကြမှာပဲဒါအ ਨੇ ဆုံးတော့ခုနကသွားတိုက်နေတဲ့ပုံထက်တော့ဆိုင်လူတွေကိုဆွဲဆောင်နိုင်လိမ့်မယ်ပေါ့နော်အာအဲ့ဒါကိုကျွန်တော်ကပြောချင်တာဆိုတော့ဒီနေ့ခင်မှာဒါလူတွေရဲ့အာယုံကိုအလင်းမြန်ဖန်ဆားဖို့အရေးကြီးတယ်အဲ့ဒီချက်ကိုမမေ့ဖို့ပြောချင်တယ်နောက်တစ်ချက်ကတော့ကျွန်တော်ဒီမှာ notes လေးချရေးထားကြံပါမှာဆိုလို့ နောက်ချက်ကတော့ကျွန်တော်တို့ကဒါဒီ story တစ်ခုကိုပြောမယ်ဆိုရင်ဘယ်အကြောင်းအရာကိုပြောမှာလဲဆိုတော့ဒီအဓိကပြောခြင်းနဲ့အကြောင်းအရာဒါမှမဟုတ်ဒါစိတ်ခံစားချက်ရတာအဲ့ဒါကိုအရင်ဆုံးစဉ်းစားတဲ့ねအာဒါကျွန်တော်အရင်တစ်ခေါက်ကလည်းပြောပါတယ်ကျွန်တော်တို့ကဒီ story ကိုပြောတဲ့အခါကျရင်ဒါတကြောင်းနဲ့လိုရင်းတူရှင်ရှင်းပြလို့ရတဲ့ direction မျိုးရှိနေမှဒီ story ကပို့ပြီးတော့အဆင်ပြေလိမ့်မယ်အများကြီးရှင်းပြနေဘယ်သူမှကြည့်မှာမဟုတ်ဘူး ဆိုလိုတာကဥမာဆိုရင်ကျွန်တော်တို့ကဂျုံဝက်ကားကြည့်ပြရမလားဂျုံဝက်ကားဆိုရင်ဒါဒါဂျုံဝက်ကားကိုတလိုင်းနဲ့နဲ့ပြောရမယ်ဆိုရင်ဒါအငိမ့်စားလူခြေစားလူတက်တမခွေးသက်ခံလို့ပြန်ပြီးတော့လက်တုံပြန်တယ်ဆိုပြီးတော့တချောင်းနဲ့နဲ့ရေးလို့ရတယ်ဆိုလိုတာအဲ့လိုပုံစံမျိုးအဲ့ basic အခြေခံအချက်ပေါ်ကိုပဲမူတည်ပြီးတော့မှကျွန်တော်တို့ကအဲ့ပုံမှာဆင့်ကဲဘရောဒါဝိတုလိုမျိုးရေးသွားလို့ရတယ်ဥမာဆိုရင် Harry Potter ဆိုရင်လည်းဒါခုနလိုဂလဲစားချီတဲ့ကာမျိုးပါပဲပေါ့เนาะဒါဒါသူ့ ဒါမမွေးခင်အဖြစ်ပြက်ဒါသူ့မိဘတွေတည်သွားတာတော့ဒါတကယ်ပြန်ပြီးတော့ကလဲစားချေတာပါပဲဒါဆိုလိုတာဒီ main အကြောင်းအရာ underline အကြောင်းအရာလိုဟာမျိုးပေါ့အခြေခံပြီးသွားတဲ့နယ်ပေါ့နော်အများကြီးမသွားနဲ့လူရင်းတူရှင်းသွားစေခြင်းနဲ့စောစောကပြောတဲ့အတိုင်းပဲလူတွေကဒီနေ့ခင်မှာအာယုံစူးဆိုင်မှုကတအားဝနေကုန်ပြီဆိုတော့အဲ့ကြတော့လူရင်းတူရှင်းသွားဒါ angle ကိုလည်းရွေးအများကြီးမပြောနဲ့ဆိုတာကနောက်တစ်ခုကဘယ်လိုမျိုးလဲဆိုတော့ ဒီအကြောင်းအရာတွေအရန်အကြောင်းအရာတွေတိတ်မထဲ့နေတော့ဘာလို့လဲဆိုတော့ကျွန်တော် visual storytelling ကတခုကောင်းတာကတချို့ပုံတွေမှာကပါတဲ့ဘာမဟုတ်တဲ့ element လေးတွေကနေပြီးတော့ဟိုအရန်ဟင်းပွဲလို့ဖြစ်သွားတာမျိုးတွတ်သူမရည်ရွယ်ပဲဖြစ်သွားတာမျိုးဖြစ်တဲ့ဖြစ်ဖြစ်တယ်ပေါ့နော်ပေးတယ်ပေါ့နော်ကြည့်တယ်သူအဲ့ကြတော့အဲ့ဟာလေးတွေကနေပြီးတော့မှတွတ်သူအရန်အရန်ဟင်းပွဲတွေဖြစ်သွားလိမ့်မယ်ကိုကတီးတိုင်အရန်ဟင်းပွဲတွေလိုက်မပြင်းနဲ့ပေါ့နော်ဆိုလိုတာအဲ့အချက်ကိုပြောချင်တာ နောက်တစ်ခုကကျတော့ဒါတိဆောက်ပုံဘယ်နီးနဲ့ပြောမှာလဲပေါ့နော်ကျွန်တော်တို့ကအကြောင်းအရာရပြီးသွားရင်ဆိုရင်ဘလိုနီးနဲ့ချင်းကပ်ပြီးပြောမှာလဲဆိုရင်ဒါအလွယ်ကူဆုံးချင်းကပ်နီးကိုကျွန်တော်အကြံပေးပါမယ်အလွယ်ကူဆုံးချင်းကပ်နီးကဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ်အယိုးရှင်းဆုံးပုံစံဖွဲ့အယိုးရှင်းဆုံးပုံစံဖွဲ့ပြီးသွားရင်အဲ့ဒီအကြောင်းအရာကိုဒါလူသားတစ်ယောက်ရဲ့ character တစ်ယောက်ဇာတ်ကောင်တစ်ယောက်ကနေပြီးတော့အဲ့လိုမျိုးမြင်ရတဲ့အမြင်အနေချင်းကပ်ပြီးတော့သွားလို့ ရှင်ပို့ပြီးတော့လူသားတွေအနေနဲ့မှတ်မိလွယ်ပါတယ်ဆိုလိုတာကပြန်ရှင်းရရင်ကျွန်တော်တို့ကဥမာဖြစ်ဆိုရင်ဖားကန်6စိမ့်နှင်းအကြောင်းပြောမယ်ဆိုရင်6စိမ့်နှင်းအကြောင်းကိုကျွန်တော်တို့ကဒီဒါ6စိမ့်နှင်းဘယ်နှတွင်းရှိတယ်လို့အဲ့အရာတွေကိုပတ်ရိုက်ပြီးတော့ဒီ6စိမ့်နှင်းနေရာနေပြီးတော့ဒီတနည်းကိုဘယ်နှတန်းထွက်တယ်အဲ့လိုမျိုးဟာမျိုးအချက်လက်တွေရှောက်ပြနိုင်မယ်အစားအဲ့ဒီလုပ်ငန်းစဉ်ရဲမှာပါဝင်နေတဲ့လူသားတယောက်ယောက်ဇက်ကောင်တယောက်ယောက်ကိုရွေးပြီးတော့အဲ့ဇက်ကောင်တယောက်ရဲ့ အမြင်ကနေပြီးတော့ချင်းကပ်ပြီးပြောသွားရင်ပိုစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တို့ကဖားကန်ညီဘလောက်ကျဲတယ်အဲ့လိုမျိုးပိုက်ရိုက်ဆရာမလို့ဘူးအဲ့ဒီကလူသားတယောက်ဥမာဆိုရင်အညာလူပဲဖြစ်ဖြစ်ရခိုင်ကလူပဲဖြစ်ဖြစ်လာလှုပ်လှုပ်တဲ့ရွှေပြောင်းလှုပ်တာဒီရေမဆေးပေါ့နော်ရေမဆေးတယောက်ရဲ့အကြောင်းကိုကျွန်တော်တို့ကကြည့်တဲ့သူကိုမိတ်ဆက်ပြီးတော့အဲ့သူမြင်ရတဲ့သူ့ရဲ့အမြင်ဟိုအဲ့လိုမျိုးပြသွားမယ်ဆိုရင်ဒါလူသားအနေနဲ့မှတ်မိလွယ်တယ်ကိုချင်းစာလို့ရတယ် ခံစားလို့ရတယ်ရတာလည်းသူတို့မှရတယ်ပေါ့နော်စောစောကပြောရဲဒီကြောက်စိမ့်တွင်းနေမှာတနည်းကိုဗနတန်ထွက်တယ်ဘီလီယံဘလောက်ထွက်တယ်ကြောက်စိမ့်အဲ့လိုမျိုးအချောတွေဖြစ်သွားရင်ဘလောက်ရတယ်ဆိုရဲကနန်းနေကိန်းကနန်းနေအချက်လက်တွေကဘယ်သူမှစိတ်ဝင်စားဘူးအဲ့ဒီအချက်လက်တွေက academic paper လို့ခေါ်တဲ့ဒီ research လုပ်တဲ့သူတည်တနာလုပ်တဲ့အဖွဲ့အစည်းတွေရှိပြီးသားအဲ့ဒီအဖွဲ့အစည်းတွေရဲ့ data တွေကိုလူတွေကစိတ်ဝင်စားရင်သူတို့ဘာသူတို့သွားကြည့်လိုက်မယ်ကျွန်တော်တို့အလုပ်ကအဲ့ဒီလုံမဟုတ်ကျွန်တော်တို့အလုပ်က ဒီအကြောင်းအရာကိုအယိုးရှင်းဆုံးပုံနဲ့ねလူသားတယောက်ရဲ့ခံစားချက်အမြင်အနေပြီးတော့ပြောသွားဖို့အရေးကြီးတခါလေကြာရင်ကျွန်တော်တို့ကအပြင် character ကိုရှာလာမျိုးလည်းဖြစ်နိုင်တယ်တခါလေကြာရင်အဲ့ character ကိုကိုတိုင်ဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်တချို့ story တွေမှာကိုမြင်ရတယ်ကိုတွေ့ကြုံရတဲ့ခံစားချက်ကိုကိုကနေပြီးတော့ကြည့်တဲ့သူကိုပြောသွားတဲ့ story မျိုးလည်းလုပ်လို့ရပါတယ်ကျွန်တော်နောက်ကြရင်အာနမူနာပြပေးမယ်ပေါ့နော်ဆိုလိုတာထားလိုက်တော့ဒါအဲ့ဒီတစ်ပိုင်းပေါ့နော်နောက်တစ်ခုကတော့ ခုံမကြွေးဖို့အရေးကြီးတယ်ကျွန်တော်တို့ကဒီအချက်လက်တွေကိုရိုးရှင်းအောင်လုပ်တာတော့မှန်တယ်ဥမာဖြင့်ဆိုရင်ကျွန်တော်တို့ကဟင်းချက်တာနဲ့တူတယ်ဟင်းချက်တာဆိုရင်ကျွန်တော်တို့ကဒါဘယ်လိုပြောမလဲအမ်ဒီကြက်သားဟင်းကြက်သားအာလူချက်တယ်ဆိုရင်အာလူကိုကျွန်တော်တို့ကအလုံးလိုက်ကြီးဘယ်သူမှမချက်ဘူးလေကျွန်တော်တို့အာလူကိုလည်းအဲ့လိုမျိုးဟိုဇွန်နဲ့ခတ်လွယ်တဲ့ site အတုံးလေးတွေတုံးရတယ်ပေါ့နော်အဲ့လိုပုံစံတုံးတာ okay တယ်ကျွန်တော်တို့အလုပ်ပဲဒါတပ်ပုံဆရာရဲ့ uh, visual storyteller ရဲ့ဒါ simplify လုပ်ပေးရတဲ့အလုပ်ဒါမဲ့အဲ့ဟာကိုမှကျွန်တော်တို့ကတုံးတုံးပြီးတော့စားတဲ့အချိန်မှာကျွန်တော်တို့ကလာစားတဲ့သူကိုဘေးနားထိုင်ပြီးတော့ခွန်ဒီလိုမျိုးခွန်ကျွေးစရာတော့မလိုဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့အချက်လေးကိုသတိထားစေချင်တယ်ဒီခါလေးကျရင်အများစုကတင်းခွန်ကျွေးတဲ့အချက်လက်တွေကဟိုစားတဲ့သူတော့မနှစ်မြို့စရာကောင်းတယ်ပေါ့နော်စဉ်းစားကြည့်လိုက်လေဘေးနားတယောက်ကလာပြီးတော့ပါဇာဟအွန်းအွန်းအွန်းဆိုပြီးခွန်ကျွေးနေရဆိုရင်ယွန်စရာကြီးပေါ့နော်ယွန်စရာကြီးဆိုတော့ ဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ကဒါမျိုးဆိုရင်ဘယ်လိုမျိုးတွေမြင်ရတယ်လဲဆိုရင်ရတာဘိုင်းနေမှာမျိုးတွေလည်းမြင်ရတယ်တဲ့နောက်တစ်ခုကဒီ wire agency တို့ဒီဒီလိုမျိုးသတင်းချနယ်တိုက်တွေရဲ့မူဝါဒတွေနဲ့ caption ထိုးတဲ့သူတွေမှာအဲ့လိုမျိုးအကျင့်မပြောင်းနိုင်တဲ့အခါကျရင်အဲ့လိုမျိုးတွေပါလာတွေ့ရတယ်ဥမာအဖြစ်ဥမာပေးရမယ်ဆိုရင်ကျွန်တော်တို့ကဒီစိတ်ကမ်းမှာဒီလုံသမားတွေဆန်အိတ်တဲပြီးတော့ချနေရပဲဖြစ်ဖြစ်ဘီလက်မြေအိတ်တဲပြီးတော့ချနေရပဲဖြစ်ဖြစ်တင်မောပေါ်ကနေအဲ့မျိုးချနေရဆိုရင်ဒါ ုံထဲမှာထင်ထင်ရှားရှားပါနေပြီးသားကိုအလုသမားတဦးမှအဲ့လိုမျိုးပေါ့နော်ဒီဆန်အိတ်ကိုတင်မောပေါ်မှာဆန်အိတ်ကိုဟိုစိတ်ကန်းတွင်ချနေသည်ကိုတွေ့ရစဉ်ဆိုတာမျိုးကဒါစပွန်ဖက်လို့ခေါ်တယ်ဒါစပွန်ဖက်ဆိုတာအတင်းခွန်ကြွေတာကျွန်တော်တို့အနေနဲ့အဲ့ဒီအကြောင်းအရာကိုသိဖို့မလိုတော့ဘူးပြောချင်တခြားအကြောင်းအရာကိုပြောလိုက်တော့တခြားအကြောင်းအရာပေါ့နော်ဒီဆန်ဘယ်ကလာလဲပေါ့နော်ဘိုကလေးကလာတာလားအဲ့လိုပုံစံမျိုးအကြောင်းမပြောလိုက်တော့အတင်းဟိုမြင်သာနေပြီးသားဟာကြီးကို ထပ်မပြောနဲ့တော့ဗောနော်ဆိုလိုတာဒီအကြောင်းနဲ့ဆက်ဆက်ပြီးဆက်ပြောရရင်ကျွန်တော် visual storyteller တွေရဲ့အလုပ်က show don't tell ပါကျွန်တော်တို့ကပြပေးရတယ်ဒါမပြောရဘူးဗောနော်ကျွန်တော်တို့ကအပြနဲ့တက်တည်ပြရတယ်တခါလေကြာရင်ဓပုံဆရာတွေကဟိုကအပြအပြမရှိဘဲနဲ့အဲ့လိုမျိုးရှိတဲ့ပုံလျှောက်ထည့်ပြီးတော့ caption မှာအပြောတွေလာထည့်တဲ့ဟာမျိုးရှိတယ်။အဲ့လိုဟာမျိုးဥမာပေးရမယ်ဆိုရင်ကျွန်တော်တို့ကဒီဟာ visual storytelling မှာနောက်ခတ်တာတခြား media နဲ့မတူတာက test ဒီစာရေးတဲ့ media နဲ့မတူတာကျွန်တော်တို့ကတက်သေးပြရတဲ့အပိုင်းပါတယ်ကျွန်တော်တို့ကဥမာအဖြစ်ဆိုရင်ကျွန်တော်တို့ကဒီမြည်ရည်ကြီးတဲ့အကြောင်းကိုပြောခြင်းနဲ့ဆိုရင်မြည်ရည်ကြီးတဲ့ပုံရှိနေမှာကျွန်တော်တို့ကပြောလို့ရတယ်အဲ့ဒီမြည်ရည်နောက်တစ်ဖက်လောက်နေလောက်ရေကျသွားတဲ့အချိန်မှာသွားရိုက်ထားတဲ့ပုံနဲ့ဒီမြည်ကြီးကတော့ပြီးခဲ့တဲ့တစ်ပတ်ကတော့ဘယ်လိုမျိုးပေါ့နော်11လောက်ထိ ရေတက်ခဲ့တာပေါ့နော်ကန္နာလမ်းမှာအမျိုးပြောရဲဆိုရင်အဲ့ဒီပုံကအဓိပ္ပာယ်မရှိဘူးကျွန်တော်တို့ကဒါရှိုးထုံတဲမှာသွားညိနေတယ်အပြမရှိဘဲနဲ့ဒီမြစ်ပုံကြီးဒီတိုင်းရေကျနေတဲ့မြစ်ပုံကြီးပြပြီးတော့အရင်တစ်ဖက်ကရေကြီးတယ်ဆိုပြီးတော့ကြောင်းပြောတာအဓိပ္ပာယ်မရှိနေဘူးပေါ့နော်အဲ့အဲ့အချက်ကလေးကိုလည်းသတိထားစေချင်တယ်ပေါ့နော်ဒါအဲ့ဟာရှိုးထုံတဲပေါ့နော်ဟောရှိုးထုံတဲနဲ့ပြောရင်လည်းဆိုရင်ဒါတခြားစိတ်ဝင်စားစရာဆိုရင်ဒါ စာပေမှာလည်းရှိုးထုံတဲရှိရနော်ကျွန်တော်အဲ့အကြောင်းတော့ဟိုတနေ့ကမှ YouTube ကနေနားထောင်ရင်လည်းသိမိတာဒါစာရေးတဲ့သူရှိုးထုံတဲဆိုတော့ကျွန်တော် Visual Storyteller နဲ့ပဲဆိုင်တယ်လို့ထင်တာဒီစာရေးတဲ့သူတွေနဲ့မဆိုင်ဘူးလို့ထင်လိုက်တာပေါ့နော်ဘာလို့ဆိုတော့ဟိုစာရေးရဆိုတာ Telling လောက်တာဟိုအဲ့လိုပုံစံမျိုးဆိုတော့ဒါမှမဟုတ်မဟုတ်ဘူးဗျာစာရေးတဲ့မှာလည်းရှိုးထုံတဲရှိတယ်ဘယ်လိုမျိုးလဲဆိုတော့အဲ့မှာရှင်းပြထားတာဒါဟိုဟာ ဒီ Hemingway ရောပါတယ်ပေါ့နော်နောက်တစ်ခုကဒီဒီတဲထိတ်ရင်ဖိုးတွေအဲ့လိုတရေကြောင်းနဲ့ရေးတဲ့ Stephen King တို့လည်းပြောတယ်ဥမာအဖြစ်ဆိုရင်ဒါစပွဲတို့ကဆိုပါဆိုကျွန်တော်ဝိထုရေးရဆိုရင်စပွဲတို့ကကျွန်တော် မှားမှားထားတဲ့ဟာကိုလာချပြီးတော့ကျွန်တော်မှားထားတဲ့ဟာကိုဘေးဝိုင်းအောင်မှားချတယ်ဆိုရင်ကျွန်တော်ကဒေါသထွက်တယ်ဆိုရင်အဲ့လိုမျိုးပေါ့နော် အာကျွန်တော်အဲ့အချိန်မှာထောင်းကနေဒေါသထွက်သွားသည်ပေါ့ဥမာဆိုရင် character မောင်မောင်ပါဆိုရင်သူမှားလိုက်တဲ့ရှမ်းခေါက်ဆွဲကိုဇပွဲတို့ကဘေးဝိုင်းကိုမှားချလိုက်တယ်ဘေးဝိုင်းကစားလိုက်လို့သူဒေါသထွက်သွားရဆိုရင်အဲ့အချိန်မှာမောင်မောင်ဒေါသထွက်သွားသည်ဆိုပြီးတော့စာရေးသူကရေးမဲ့အစားကျွန်တော်တို့ကဒီမောင်မောင်မြင်ရတဲ့မြင်ကွင်းမျိုးနဲ့ခြေချင်းအပြင် မောင်မောင်ရဲ့ဒီ first person perspective ကနေပြောခြင်းအပြင်ကြည့်တဲ့သူကပို့ပြီးတော့ live ပါခံစားလို့ရတယ်ဒါဥမာအပြင်ဆိုရင်ပြန်ရေးမယ်ခုနကပြောတဲ့ ဒီဟာကိုတပ်ပါတီလို့အဲ့လိုမျိုးဘေးရမြင်ရတယ်လို့မျိုးမရေးဘဲနဲ့ကျွန်တော်တို့ကအာစပွဲတို့ဒီမီပို့ဆောင်တွေကနေပြတော့ဒါဘန်းနဲ့ပွဲတစ်ပွဲယူပြီးတော့ထွက်လာတာကိုကျွန်တော်တွေ့ရတယ်ဗောနော်ပြီးတော့သူအာဘေးနာတဝိုင်းကျော်ဝိုင်းကိုသူသွားချနေအောင်တွေ့ရတယ်ဒါကျွန်တော်ထင်တယ်ဒါကျွန်တော်ရဲ့ကျွန်တော်မှားထားတဲ့ရှန်ခေါက်ဆိုရလို့ထင်တာပဲဗောနော်အဲ့ဒီအချိန်မှာကျွန်တော်စောင့်နေရတာ15မိနစ်ရှိနေပြီဗောနော် ိုင်းချိန်မှာကျွန်တော်ကြိလိုက်တော့တေချာသွားတယ်ပေါ့နော်ဒါကျွန်တော်မှားထားတဲ့ရှမ်းခေါက်ဆိုရယ်ကျွန်တော်နောက်မှရောက်တဲ့သူကဘာကြောင့်အရင်ရလာလဲပေါ့နော်ကျွန်တော်အိုင်းချိန်မှာဘိုင်လဲစာနေတော့တကူလုံးပူထူသွားတယ်ပေါ့နော်ကျွန်တော်မတက်ထားရမိတယ်ပေါ့နော်ဆိုလိုတာစောစောပြောတဲ့ဒီစပွဲတို့အာဟိုဘက်ဒီတဝိုင်းကျော်ကိုသွားချလိုက်ပြီးမောင်မောင်ဒေါသထွက်သွားသည်ထက်ဆိုတာထက်ဆိုင်မောင်မောင်ရဲ့မျက်လုံးနဲ့မြင်တဲ့ဟာမျိုးနဲ့မောင်မောင်ရဲ့ဒီအဖြစ်ပြက်ပေါ်မှာတုံ့ပြန်တဲ့ဟာမျိုးနဲ့ ပြောလိုက်တဲ့အခါကျရင်ပို့ပြီးတော့အဲ့လိုမျိုးပေါ့နော်ကြည့်တဲ့သူအနေနဲ့စာဖတ်တဲ့သူအနေနဲ့ခံစားလို့ရတယ်ဆိုတော့ဓာတ်ပုံမှာလည်းသဘောတရားအတူတူပဲကျွန်တော်တို့ကဒါစိတ်ကူးတဲ့ character တယောက်ဖန်တီးလိုက်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်အာဒီ general character မျိုးဖန်တီးလိုက်တာမျိုးပဲဖြစ်ဖြစ်သူတို့ရဲ့အမြင်မြင်ရတဲ့ဟာမျိုးကလည်းချင်းကပ်ပြီးပြောတာမျိုးဆိုရင်လည်းတအားကောင်းတယ်ပေါ့နော်ဥပမာဆိုရင်တကယ်ကို physical တရားရုပ်ပိုင်းဆိုင်ရာတကယ်ရှိတဲ့ဒါ character တယောက်ကိုတည်ပြီးတော့သူ့ရဲ့ ကြုံရတဲ့အခက်အခဲမျိုးကနေပြောသွားမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဟိုဒီလူငယ်တွေ general ဘယ်လိုမျိုးပေါ့နော်ရေဘူအားဖြင့်တဲ့လူငယ်တို့ရဲ့ခံစားရတဲ့ဟာကိုလူငယ်တယောက်ချင်းစီရဲ့ကြုံတွေ့ရပုံလေးတွေကနေပြီးတော့တဖြည်းဖြည်းချင်းချင်းကပ်သွားမျိုးလည်းဖြစ်နိုင်တယ်ဆိုလိုတာအဲ့လိုမျိုးပေါ့နော်ဒါ show don't တဲ့အဲ့လိုသွားတဲ့နေဆိုတာမျိုးကျွန်တော်အကြံပေးချင်တာနောက်တစ်ချက်အနေနဲ့ကတော့ဒါတခြားဆိုရင်တော့ဒါတချို့နေရာတွေမှာကျွန်တော်တို့ကဒါ ဓာတ်ပုံတွေကဒါများသောအားဖြင့်ကျွန်တော်တို့ကသတင်းစကားပါတဲ့ဟာမျိုးပါပဲကျွန်တော်တို့ကဒါ visual storyteller ဆိုတာတနေရာကအဖြစ်ပြက်တစ်ခုကိုနောက်တနေရာကလူတွေနားလဲခံစားလို့ရအောင်ပြန်ပြောပြပေးတဲ့သူတွေဖြစ်တယ်ဆိုတော့တစ်ခါလေကြာရင်ကိုမသိတဲ့ကိုကိုတိုင်းဘဟေလီဖြစ်နေတဲ့ဟာမျိုးတွေဆိုရင်လည်းအဲ့ဘဟေလီအတိုင်းပဲထားတဲ့နေပေါ့နော်ဒါအမြင်တမ်းကျွန်တော်တို့ကဓာတ်ပုံတွေကနေပြီးတော့အဖြေတွေတင်ဆက်နေရမယ်ဆိုတာမျိုးမဟုတ်ဘူးကျွန်တော်တို့ရဲ့ တခါလေဓာတ်ပုံတွေမှာလည်းတခါလေကြာရင်ဒီဘဟေလီမစ်စထရီဆိုတာမျိုးကြီးဖြစ်သွားနိုင်တယ်တခါလေကြာရင်ဓာတ်ပုံကနေပြီးတော့ကြည့်တဲ့သူကိုမေးခွန်းထုတ်တဲ့အပုံမျိုးတွေဖြစ်နေရင်လည်းအဆင်ပြေပါတယ်ပေါ့နော်ဒါမျိုးဆိုရင်လည်းဒါလူတို့ကသူတို့စဉ်းစားရမယ်ဥပမာဆိုရင်ကျွန်တော်တို့ကဒီဒေတာမှာဖြစ်နေတဲ့မူရစ်စေဝါပြဿနာဆိုရင်ဒီမူရစ်စေဝါတွေကဘလို့ထိန်းချုပ်ကြမလဲဆိုတာဒါတူတူယောက်တည်းဖြည့်ရှင်းလို့ရတဲ့အရာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီဖြစ်ပျက်ကနေပြီးတော့ကျွန်တော်တို့ကမေခွန်းမတိမတာလေးအဲ့လိုမျိုးပေါ့နော်ကြည့်တဲ့သူမေခွန်းထုတ်ပြီးတော့ မိခွန်းနဲ့သူတို့စိတ်ထဲမှာခြံပြီးတော့ထားခဲ့မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ပေါ့နော်ဒါအဲ့လိုပုံစံမျိုးပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့က overall ပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့အနှစ်ပြန်ချုပ်မယ်ဆိုရင်တော့ဒါဒီနေ့ခေတ်မှာဒါ storytelling ကအဲ့လိုမျိုးပေါ့နော်ဒါအရန်ကိုပြိုင်ဆိုင်မှုလည်းများပြီးတော့ဒါကျွန်တော်တို့ကဒီဒီ social media တွေနဲ့လည်းပြိုင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာပဲလုပ်လို့အကောင်းဆုံးလုပ်ပြီးသွားရင် edit ချိန်မှာ ကြောက်မရွံ့နဲ့ဖြတ်ထုတ်ဖြစ်ဖို့ကျွန်တော်ကအကြံပေးခြင်းနဲ့တချို့ဟာမျိုးတွေဆိုရင်ဥပမာဆိုရင်မလိုအပ်တာတွေဆိုဖြုတ်ပြရမယ်စောစောကပြောတဲ့အတိုင်းပဲကျွန်တော်တို့ကဒီဆိုရှယ်မီဒီယာတွေနဲ့ပြိုင်နေရဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ရဲ့ဓာတ်ပုံဗီဒီယိုအစပိုင်းဒီ၄-၅စက္ကန့်လောက်အတန်းမှာကြည့်တဲ့သူကိုမဆွဲဆောင်နိုင်ရင်ကျွန်တော်ဗီဒီယိုကနောက်ထပ်လည်းဆက်ပြီးတော့ဆွဲဆောင်နိုင်မှာမဟုတ်ဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့က story စီတဲ့တီးဖြတ်တဲ့အခါကျရင်ကျွန်တော်တို့က ပထမဆုံးပုံနေတာ striking ဖြစ်တဲ့လူတွေကိုစိတ်ဝင်စားမှုမြင့်တက်ပြီးတော့ဆက်ကြည့်ကြလာမယ်ပုံမျိုးရင်းနဲ့စတဲ့နဲ့ပြီးတော့နောက်တစ်ပုံကြရင်လည်းအိုက်ထပ်ပိုးတဲ့နောက်အထိပ္ပယ်အစ်စ်တခုပေါ့နော်ဒါ information အချက်လက်အစ်စ်တခုခန်းစားချက်အစ်စ်တခုပေးတဲ့နောက်တစ်ပုံဖြစ်တဲ့နဲ့နောက်တစ်ပုံကြရင်လည်းပိုပြီးတော့အံ့ဩဖို့ကောင်းတဲ့ပုံမျိုးဖြစ်တဲ့နဲ့နောက်တစ်ပုံကြရင်ကြည့်တဲ့သူကိုမေခွန်းထုတ်တဲ့ပုံမျိုးဖြစ်တဲ့နဲ့နောက်တစ်ပုံကြရတာကရင်ကြောဘေဟီလီပုံမျိုးဖြစ်နိုင်တယ်နောက်တစ်ပုံကြတော့ဒါဒီဒေတာမှာနေနေတဲ့သူတွေရဲ့အခက်ခဲ ဒီအကြောင်းပြတဲ့ပုံမျိုးလည်းဖြစ်နိုင်တယ်ဒါနောက်တစ်ပုံကြတော့ဒီခက်ခဲကိုဒီလူတွေကဘယ်လိုကြော်လွားလဲဆိုတဲ့ပုံမျိုးလည်းဖြစ်နိုင်တယ်နောက်ဆုံးပုံကဒီခက်ခဲတွေပြေလည်သွားလားမပြေလည်သွားဘူးလားဆိုတဲ့ပုံစံမျိုးတွေနဲ့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကသွားတင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒိုကူမန်ထရီပဲဖြစ်ဖြစ်ဓာတ်ပုံပဲဖြစ်ဖြစ်ဘလောက်ပဲရိုက်ထားရိုက်ထားကျွန်တော်တို့ကဒီ project မှာနှစ်ရှည်ရိုက်ထားလို့ပုံတစ်ထောင်ကျော်ရှိလဲကျွန်တော်တို့ကဒါ ြည့်တဲ့သူကိုလိုရင်းတူရှင်ပြောဖို့အတွက်7ပုံနဲ့ edit လုပ်ရင်လည်းဖြတ်ရင်လည်းဖြတ်ရမှာပဲကျွန်တော်တို့ကဒီ documentary project ကဒီရိုက်ထားတဲ့ rush footage က10နာရီစာလောက်ရှိလဲဒီ story ကအယိုးရှင်းဆုံးနဲ့ပြောရင်ဒါ3မိနစ်လောက်နဲ့ပြောလို့ရတယ်ဆိုရင်အဲ့3မိနစ်လောက်ပဲကြံတဲ့ဒိဗယ်ရှိတဲ့ cut တွေနဲ့ဖြတ်တင်တယ်ကျွန်တော်တို့ကမလို့အဖက်နဲ့ပေရှင်နေရမျိုးကြီးတနာရီလောက်ရှင်နေရမျိုးကြီးဆိုရင်လူတွေကဒီရုပ်ရှင်ရုံနဲ့ဆိုရင်တော့ထထွက်သွားကြမှာပဲရုပ်ရှင်ပွဲတော့ မှာဒိုကူမန်တရီသွားပြလဲအဲ့အချိန်မှာအရန်ပေရှင်းနေပြီဆိုရင်လူတွေကစိတ်ဝင်စားမှုရောလာမယ်ဖုန်းတွေပို့ကြတော့မယ်အဲ့အချိန်ကျအပြင်တချို့လူတွေကအပြင်ထထွက်ပြီးတော့မုံသွားစားမျိုးဖြစ်ကုန်နိုင်မယ်ဒါဓာတ်ပုံမှာလည်းဒီသဘောတရားပဲကျွန်တော်တို့ကဒီကြည့်တဲ့သူကိုဒီလိုခုနကလိုရာသမျိုးစုံနဲ့မိကွန်းတွေထုတ်တာမျိုးတွေ surprise ဖြစ်တော့အံ့ဩတော့လောက်တာမျိုးတွေနဲ့အလိုလိုရင်းတို့ရှင်မလုံနိုင်တဲ့အခါကျရင်ကျွန်တော်တို့ရဲ့ story က weak သွားပါလိမ့်မယ်ပေါ့နော်ဆိုလိုတာဒါဒါတွေကတော့ဒါရေးကြည့်တဲ့ အချက်တွေပေါ့เนาะဒါအကြံပေးခြင်းဖြစ်ပါတယ်ဒီကနေပြတော့တခုခုအကြံဉာဏ်တွေရလိုက်မယ်တခုခုလေးလာခွင့်ရတယ်မယ်လို့ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်ဒီတစ်ခေါက်တော့ဒီလောက်ပဲပေါ့เนาะနောက်တစ်ခေါက်မှပြန်ဆုံမယ်ဗျဟုတ်ကျေးဇူးပါ